မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ဤမြန်မာအပေါ်စိတ်ဝင်စားမှုမြင့်တက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြောက်လိုက်သည်မြန်မာအစိုးရအဆက်ဆက်ကျင့်သုံးလာခဲ့သောဗမလိုက်နိုင်ငံသားဤမှုကိုဂယုမဆိုင်နိုင်တော့ပဲ၎င်းဤအာဏာဆက်၍စုပ်ကိုင်ထားနိုင်ရေးအတွက်တရုတ်နှင့်ရုရှားတို့အားတွား၍ပူးပေါင်းတပည့်ခံနေသည့်အဖြစ်ကိုတနေ့တခြားတွေ့မြင်လာနေရသည် ရှက်ခုလည်းဝင်ကြီးချုပ်အဆင့်သို့မဟုတ်ကလည်းညွန်ကြားရေးမှုချုပ်အဆင့်သာတက်ရောက်တဲ့သည်နျူကလ িয়ার ဖိုရမ်သို့ကုအဆင့်တန်းပင်ကိုမငှက်ကွက်ဖဲသွားရောက်ခဲ့သည်၎င်းကအနုတော်တွင်လူကြောလုံနေမိသမရာမျိုးမဟုတ်လူရဝင်ကျင်နေသူဖြစ်သည်ကတကြောင်၎င်းအားခြောက်ခံနေသူများအားရှိလာစေရန်တကြောင်လုံနေခြင်းပင်ဖြစ်သည်ဘိုနေဝင်ဘိုတန်းရွှေတို့ဆိုကထိုးထိုးသောပွဲမျိုးတက်ဖို့စိတ်ပင်ကူးကြမိလူများမဟုတ်ဆိုသည်ကိုကြည့်မိဆိုက Forex Gains အမေပြောသလိုပင် stupid is as stupid death လို့သာသုံးသပ်၍ရပါမည်လူတစ်ယောက်၏အနှစ်သာရတကယ်တမ်းဘလို့လူလဲဆိုသည်ကို၎င်း၏လှုပ်ဆောင်ချက်တွေကနေတဆင်မြင်နိုင်တယ်ဟုဆိုလိုရင်းပင်ဖြစ်သည်သို့သောအမေရိကန်ဘက်ကထို့သို့ယူဆမလာခင်မြန်မာသည်နျူကလ িয়ার လက်နက်များရရှိရန်စိတ်ဝင်တစားရှိလာနေပြီဆိုကာရခင်အိုဘားမားလက်ထက်ကတပြားဟောင်းကြီးပြန်ဖွင့်လာခဲ့သည်မြန်မာပြည်မြောက်ကိုရီးယားမှလက်နက်များတင်သွင်းနေသည်ဟုပြောလာပြီးယနေ့မှပင်ပိတ်ဆို့အရေးယူမှုများထပ်လုပ်လာသည် ထိုကြေညာချက်တွင်ထူးခြားလာသည်ကမြမစေအုပ်စုသည်အရက်ဖက်အဆောက်အုံများကိုလက်လွတ်စပယ်ပြစ်ခတ်တိုက်ခိုက်နေသည်ဟုပါရှိလာခြင်းပင်ဖြစ်သည် ထို့သောတိုက်ခိုက်နိုင်အောင်အကူအညီပေးနေသည့်မြောက်ကိုရီးယားကုမ္ပဏီများနှင့်မြမကုမ္ပဏီတစ်ခုအားတရားမဝင်ကွန်ရက်ကြီးတိစောက်နေသည်ဆိုကပိတ်ဆို့တန်းခတ်လိုက်ကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနမှစက်တင်ဘာ25ရက်နေ့ရက်စွဲဖြင့်ကြေညာချက်ထုတ်ပြန်လာခဲ့သည် မြန်မာစစ်အုပ်စုမှလက်နက်များဝယ်ယူတင်သွင်းနေပြီးမြောက်ကိုရီးယားအစိုးရ၏ဝင်ငွေရရှိရာရရှိကြောင်းကိုပိတ်ဆို့အရေးယူနိုင်ရန်အတွက်လည်းဖြစ်တည်ဟုဆိုသည်မြန်မာဘက်မှအရေးယူခံရသည့်ကုမ္ပဏီမှမြန်မာလေတဲ့အတွက်ဂျာမန်ဆက်သွယ်ဝယ်ယူပေးနေသည့် တော်ဝင်ရှင်းလက်ကုမ္ပဏီနှင့်တာဝန်ရှိသူများဖြစ်သောကျော်သူမျိုးမြင့်တင်မျိုးအောင်နှင့်အောင်ကိုကိုဦးတို့ပါဝင်နေသည်မြောက်ကိုရီးယားဘက်မှလက်နက်ကုန်သည်ပွဲစားလုပ်နေသည့် ်ပြီးချင်းအခြေဆိုင်2210 General Bureau နှင့်တော်လည်ရေးအဖွဲ့အစည်းမှပုံကူများပါဝင်နေသည်မြောက်ကိုရီးယား၏တရားမဝင်လက်နက်များရောင်းချနေသည့်လုပ်ငန်းများသည်မိမိတို့နိုင်ငံနှင့်မဟာမိတ်များအားတိုက်ရိုက်ချိန်ချောက်နေခြင်းဖြစ်သည်ဟုအကြံဖတ်ဝါဒတိုက်ဖြတ်ရေးနှင့်ဗန္ဓာရေးဆိုင်ရာထောက်လှမ်းရေးဌာနလက်ထောက်ဝန်ကြီး John Harley ကထုတ်ပေါ်ပြောဆိုခဲ့သည်ယခုလိုပိတ်ဆို့ခဲ့မှုသည်အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနမှတမရညွန်ကြားချက်အမိန့်136ခု 1399တင်းနေ1433ကိုအကောင့်ထဲပေါ်ခြင်းဖြစ်သည်ဟုလည်းပါရှိသည်တခုတိကျသွားသည်ကတန်တမတ်လုံထုံးလုံဤအရာ၎င်းတို့ပေးပို့သော စာတစောင်ကြောင့်အာတက်တရောဖြစ်လာကပြည်သူငွေဒေါ်လာ3သန်းပုံအောလိုက်မှုသည်ထဲထဲရည်သွဖြစ်သွားခဲ့ရခြင်းဖြစ်သည်မေအောင်လိုက်သည်ယခုအခါမြန်မာနိုင်ငံသားအများစုလည်းမသိဘယ်မှာရှိမှန်းပင်မသိသည်ကာဆက်စတန်နိုင်ငံသို့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုကရုရှားခီးစင်အတွင်၎င်း၏အထူးလေယဉ်ကြီးဖြင့်ဝင်ရောက်အုံမီဖြစ်သည် ဂျပန်တွင်အမေရိကန်တို့ဖင်္ဂလားဒေ့ရှ်ကိုအာရုံစိုက်လာမှုအားချက်မှန်အတည်ပြုပေးလိုက်သည်ကအမေရိကန်တပ်ဖွဲ့ဝင်၁၂၀စစ်တကောင်းသို့စက်တင်ဘာ၁၀ရက်နေ့ကရောက်ရှိလာပြီးဟု Observer Reserve Foundation သုတေသနအဖွဲ့ကဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ဖင်္ဂလားဒေ့ရှ်သည်၎င်းတို့လက်နက်ကင်တန်းများခင်မီဖွံ့ဖြိုးတိုးတက်ရေးတွင်အပေါ်စားတရုတ်စစ်လက်နက်ပစ္စည်းများနှင့်တင်းတိမ်နေ၍မဖြစ်တော့ဟုဆိုကဝါရှင်တန်နှင့်ဆက်သွယ်လာခြင်းလည်းဖြစ်သည်။ အထူးသဖြင့်မြန်မာနှင့်အိန္ဒိယဗကြံတွင်လက်နက်ကင်ပရိပခများအရှိန်မြင့်လာနေ၍၎င်းတို့ဘက်သို့ကူးစက်လာမည်အရေးမြန်မာစစ်သားများထွက်ပြေးဝင်ရောက်လာမည်အရေးရိုဟင်ဂျာများထပ်မံဝင်ရောက်လာမည်အရေးများအတွက်စိုးရိမ်မကင်ဖြစ်လာနေ၍ဟုလည်းတုံ့သက်ထားသည်2018နှင့်2025ဇွန်လအတွင်းတရုတ်လုံး K8W နှင့်တိုက်လေရင်များပြတ်ကျခဲ့မှုနှင့် F7BGI အသီးသီးပြတ်ကျသွားခဲ့သည် F7BGI သည်စာတင်ကြောင်းအပေါ်ပြတ်ကျခဲ့မှုကြောင့် ကျောင်းသားအယောက်20တိဆုံးပြီး200ခန့်ထဏ်ရာရရှိသွားခဲ့သည်တင်ကားတုံးလက်နက်ခဲရများရေဒါများသည်လည်းအရေးအသွေးမပြည့်မီသည့်အပြင်ရောင်းချပြီးပြင်ဆင်စရာရှိသည့်ညတွင်လည်းညံပြင်းသည့်အတွက်ဘင်္ဂလားဒေ့ရှ်စစ်တပ်သည်တရုတ်လက်နက်များအပေါ်အယုံကြည်မရှိဖြစ်လာနေသည်ဟုဆိုသည်အထူးသဖြင့်မြန်မာဘက်ကျန်းတွင်မတည်ငြိမ်မှုများတိုး၍ဖြစ်ပေါ်လာခြင်းကြောင့်တရုတ်လက်နက်များနှင့်တင်းထိန်နေ၍မဖြစ်တော့ဟုယူဆလာကြခြင်းလည်းဖြစ်သည်ဘင်္ဂလားဒေ့ရှ်ဘက်မှအမေရိကန်နှင့်စစ်ရေးပူးပေါင်းလာမှုသည်နိုင်ငံ၏အနာဂတ်လာရကိုသာမကဘင်္ဂလားပင်လယ်အော်၏ မဟာဗျူဟာအခင်းချင်းကိုပါပုံပေါ်လာစေမည် ဖြစ်သည်ဟုအဆိုပါသူတေတီအဖွဲ့ကြီးကရှင်းတာထားသည်ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်ဆလပီမအားလာရဲ့ရွေးကောက်ပွဲအိမ်မက် နီးလာပြီလားမအားလာစေအုပ်စုကရွေးကောက်ပွဲကိုအပိုင်းပိုင်းအစိမ့်စိမ့်ခွဲကြံပြီးကျင်းပမယ်လို့ဆိုလာပါတယ်။ဒီတော့စေအုပ်စုရဲ့ရွေးကောက်ပွဲအိမ်မက်ကြီးလာပြီလား။ နီမနီပြောဖို့စောနေသေးပေမယ့်မအားလစစ်အုပ်စုနဲ့အပေါင်းပါတွေကတော့ရွေးကောက်ပွဲပြီးတဲ့အချိန်တရုတ်ရုရှားတို့ရဲ့ထောက်ခံမှုနဲ့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာရဲ့အသိမှတ်ပြုထောက်ခံမှုကိုရပြီးပန်ခင်းတဲ့လမ်းကိုရှောက်လန်းရတော့မယ်လို့မစားရဝါကမန်ဝါဒဖြန့်ကြွေးကြော်နေကြလျင်အသေးစိတ်သုံးသပ်ကြည့်ရအောင်ပါမအားလစစ်အုပ်စုနဲ့အပေါင်းပါတွေကသူတို့ဟာရွေးကောက်ပွဲပန်းတိုင်ကိုမဟာဗျူဟာကြကြချမှတ်ပြီးတလန်းချင်းသတိကြီးကြီးထားရှောက်လန်းနေတယ်လို့အသက်လွတ်အသားယူနေကြပါတယ် မိပါအောင်မအားလဆေအိုစုမှာရွေးကောက်ပွဲကျင်းပပါမယ်ဆိုတဲ့စကားကလွှဲရင်ပြောစရာစကားဘာများရှိလို့လဲပုံမှန်မဟုတ်တော့အခြေအနေဆိုတဲ့စကားစုကိုအမျက်ထုတ်အုံချပြီး6လတကြိမ်တက်တန်းတိုးလာလိုက်တာခုချိန်မှာတော့ငါတို့အာနာမက်လို့တက်တန်းတိုးတယ်ကွာလို့ပြောယုံကလွှဲရင်အခြားပြောစရာစကားမရှိပါဘူးရှင်းအောင်ပြောရရင်ရွေးကောက်ပွဲဆိုတာမအားလဆေအိုစုကမဟာဗျူဟာကြကြရွေးချယ်ထားတာမဟုတ်ပါဘူးတခုရီးသာကြံတော့တဲ့ကောက်ရိုးမြင့်ကိုဖန်ဆွဲကင်လိုက်ရတာပါ ဒါကိုအရင်ဆုံးသဘောပေါက်ဖို့လိုအပ်ပါတယ်။နိုင်ငံရေးအကြက်တဲကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းရမယ်။စေအုပ်စုကဓာတ်ရိုက်အုပ်ချုပ်တာတဲ့ရွှေကောက်ပွဲကတဆင့်ဖွဲ့စည်းတဲ့အရတအစိုးရကတိုင်းပြည်အတွက်ထွက်ပေါက်လို့ကြွေးကြော်ပြီးရွှေကောက်ပွဲဝင်ဖို့ပြင်နေတဲ့နိုင်ငံရေးပါတီတွေကိုလည်းသတိပေးလိုက်ပါမယ်။ကြံဖွဲ့ပါတီတွေကိုမအားလစေအုပ်စုကရှာနဲ့ချီပြီးပို့လိုက်ပြီးအာနာသိမ်းလိုက်တာကိုကြည့်ရင်မအားလစေအုပ်စုရဲ့ရည်ရွယ်ချက်ဟာအာနာကိုတရားဝင်တင်းတင်းကြပ်ကြပ်ချုပ်ကင်နိုင်ဖို့ရွှေကောက်ပွဲကိုကျင်းပတာပါ။ အာနာဖြေလျှော့ပေးဖို့ရွှေကောက်ပွဲလုပ်တာမဟုတ်ပါဘူးစိတ်ကူးရင်ထားသလိုရွှေကောက်ပွဲကျင်းပနိုင်လိုက်ရင်မအလာဟာနိုင်ငံတော်သမ္မတရာထူးလေးယူစစ်တပ်ကိုလည်းလက်မလွတ်ဆိုတဲ့နှီးလန်းကိုဦးတည်မှာကရှင်းရှင်းကြီးမြင်နေရတဲ့ကိစ္စပါဒီလိုအာနာရှင်မျိုးစီကဒီမိုကရေစီအခွင့်အလမ်းတပေါက်တစ်ဆက်ရှားလီမလာမျှော်လင့်နေတာကတော့တတတတပြောရရင်ယူမိုက်တာပဲကဲမအလာစစ်အုပ်စုကကျင်းပမယ်ဆိုတဲ့ရွှေကောက်ပွဲကနှစ်လဝန်းကျင်ပဲလို့တော့ရွှေကောက်ပွဲအောင်အောင်မြင်မြင်ပြီးဆုံးသွားဖို့ကတေချာနေပြီလား ီဇင်ဘာလမှာကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအပိုင်းတည်းဟာရွေးကောက်ပွဲငယ်လေးတွေတည်းကတခုဆိုတာမိထားလို့မရပါဘူးဒီနှလဝင်းကျင်ကာလအတွင်းပထမဆင့်ရွေးကောက်ပွဲငယ်ကိုဖျက်ဆီးပစ်လိုက်မဲ့ဖြစ်ရဘာမှမဖြစ်တော့ဘူးလို့အာမခံနိုင်ပြီလားရှပိုင်းအတွင်းနိုင်ငံရေးအပြောင်းအလဲအချိုးအခွင့်ဖြစ်သွားတဲ့ဖူကူနွင်းနွင်းနီပေါ်နိုင်ငံရဲ့ဖြစ်ရကိုကြည့်လိုက်ရင်နိုင်ငံရေးဆိုတာကြွေတလက်ကြက်တခုံပါမြန်မာနိုင်ငံမှာစုပုံနေတဲ့အထွေထွေအကျက်တဲ့ပြည်သူလူထုရဲ့ခံပြင်းဒေါသတွေဟာ နီပေါ်နိုင်ငံမှာတက်အစာပေါင်းများစွာနဲ့ဆိုင်ကျပြန်ပါတယ်။ထပောက်ကွဲဖို့ဆိုတာမိဘွားလေးတစ်ခုပဲလိုပါတယ်။ဒီချက်ကိုသတိမလုပ်ဖို့အရေးကြီးပါတယ်။ကဲရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီပဲဆိုပါတော့မအားလာစစ်အုပ်စုလိုလားတောင်းတနေတဲ့နိုင်ငံတကာအသိမှတ်ပြုမှုကရမှာလား။မအားလာစစ်အုပ်စုနဲ့အပေါင်းပါတွေဝါဒဖြန့်နေတာကတော့တရုတ်နိုင်ငံရဲ့ထောက်ခံမှုနဲ့နိုင်ငံတကာအသိမှတ်ပြုမှုကိုသူတို့ရတော့မယ်ပေါ့။တကယ်ပဲအဲ့ဒီလောက်ထေချာပြီလား။တရုတ်နိုင်ငံကမအားလာစစ်အုပ်စုအပေါ် ကြားကန်ထောက်ခံနေတာကရှင်းရှင်းကြီးမြင်ရတဲ့ကိစ္စပါဒါပေမဲ့အရေးကြီးတာကမအားလစစ်အုပ်စုအပေါ်တရုတ်နိုင်ငံရဲ့ကြားကန်ထောက်ခံမှုကအကန့်အသတ်နေလားအကန့်အသတ်မရှိဘူးလားတရုတ်နိုင်ငံကမအားလစစ်အုပ်စုအပေါ်ကြားကန်ထောက်ခံမှုပေးတာကသူတို့နိုင်ငံရဲ့အကျိုးစီးပွားအတွက်ပါဒီတော့တရုတ်နိုင်ငံရဲ့အကျိုးစီးပွားဆိုတာဘာရီဖြစ်မလဲလိုတိုရှင်ပြောရရင်နေဆက်ကုံသွဲရေးပြန်ဖွင့်နိုင်ရင် Bell and Rope အပါအဝင်တရုတ်စီမံကိန်းတွေအကောင့်ထဲပေါ်နိုင်ရေးသူတို့မှာနည်းနည်းထိန်းချုပ်နိုင်စွမ်းအပြည့်အဝမရှိခဲ့ရင်မာအလာဆီအုပ်စုဟာတရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုဖော်ဆောင်ပေးနိုင်စွမ်းရှိတော့မှာမဟုတ်ပါဘူး။ဒီတော့အဆင့်ဆင့်သောရွေးကောက်ပွဲတွေကျင်းပပြီးစီးချိန်မှာမာအလာဆီအုပ်စုကနည်းနည်းထိန်းချုပ်နိုင်စွမ်းအပြည့်အဝရှိဖို့တည်ကြာနေပြီလား။လုံးဝလုံးဝမတည်ကြပါဘူး။မာအလာဆီအုပ်စုကနောက်ချုပ်ကိုပြန်သိမ်းနိုင်တယ်။ဘုံပေါ်မှာတော့တောင့်ခံထားနိုင်တယ်ကြောက်ဖြူမကြသေးဘူးဆိုတာတွေကမတရားစစ်မှုတန်းစင့်ခေါ်ထားတဲ့လူငယ်တွေရဲ့အသက်ကိုကြီးစံလို့ မတန်တဆဒရုန်းနဲ့ပုံချင်းလေချောင်ဖြစ်ကူတုံးပြီးရထားတဲ့လက်တဆုပ်စာအောင်မြင်မှုတွေပါမာအလာစီအုပ်စုမှာဒီလက်တဆုပ်စာအောင်ပွဲတွေကလွဲရင်တခြားပြစရာအောင်ပွဲမရှိပါဘူးအရေးကြီးတာကဒီနီလန်းကိုမာအလာအုပ်စုဟာနေရာမှာတင်ကျင့်သုံးနိုင်တဲ့လူအင်အားလက်နက်အင်အားထောက်ပို့အင်အားမရှိပါဘူးသူတို့လက်နက်ကင်တပ်ဖွဲ့တွေရဲ့စိတ်သက်ခွန်အားမြင့်တင်ဖို့ပြည်သူလူထုကိုလှည့်စားဖို့ဒီလက်တဆုပ်စာအောင်ပွဲတွေကိုမတန်တဆပေးဆက်ပြီးရယူထားနိုင်တာပါ ခြေကွဲစရာအကောင်ဆုံးကတိုင်းပြည်ရဲ့အညွန့်အဖူလူငယ်တွေရဲ့အသက်တွေကိုကြီးစံလုပ်နေတဲ့ကိစ္စပါလေးလေးနက်နက်သုံးသက်ကြည့်ရရင်မာအာလာစေအုပ်စုရဲ့အဆင့်ဆင့်သောတပ်ဖွဲ့ဝင်တွေဟာမိသားစုလိုမာအာလာအုပ်စုစီမှာအပေါင်းထားထားရတယ်လို့ဖြစ်နေလို့သာဒီစစ်ကိုဆက်တိုက်နေကြတာပါမာအာလာစေအုပ်စုတပ်ဖွဲ့ဝင်တွေစီမှာတိုက်ပွဲဝင်စိတ်ဆိုတာနှက်တီပါထောက်ဖို့ကမစုံမပုံတည်သွားခရင်တော့မှအသက်အာမခံကြည်ရဖို့မတိကြတဲ့မာအာလာစစ်အုပ်စုထဲမှာဘလို့လို့ခုတ်တက်အပေါ်ကိုယုံကြည်အားကိုးတဲ့စိတ်သက်ရှိမှလည်း စိတ်တက်ခံယူချက်နှက်တိဖြစ်နေတဲ့စစ်တပ်ဆိုတာအောင်ပွဲခံနိုင်မဲ့စစ်တပ်မျိုးမဟုတ်ပါဘူး။နိုင်ငံရေးအရာအရေးကြီးဆုံးကတော့ပြည်သူလူထုယွန်ရှာဆက်ဆုပ်မုန်တီးမှုခံနေရတဲ့မာအာလာစစ်အုပ်စုဟာပြည်သူလူထုကိုကိုစားပြုနိုင်စွာ လုံးဝလုံးဝမရှိတော့ပါဘူး။ဒီတော့မာအာလာစစ်အုပ်စုကပြည်သူလူထုကိုနိုင်ငံရေးအရာဘလို့ဦးဆောင်မှုပေးနိုင်တော့မလဲ။လက်ရှိမှာကိုအနေဆုံးတိုင်းပြည်နယ်မြေ40ရာခိုင်နှုန်းစုံရှုံထားရတဲ့မာအာလာအုပ်စုကရွေးကောက်ပွဲအလွန်မှာဖြစ်ခဲ့ရင်ပေါ့လေ။ ပိုကျပြတဲ့နေမျိုးတွေကိုထိန်းချုပ်နိုင်စွမ်းရှိဖို့ဆိုတော့ကခါချင်းကောင်းကြီးမန်ကြီးပဲမယ်အားကမတန်ဆိုတာပါပဲအဓိကပြောချင်တာကရွှေကောက်ပွဲလွန်မှာမအားလာအုပ်စုကတရုတ်နိုင်ငံကလှူလာနေတဲ့နေမျိုးထိန်းချုပ်နိုင်စွမ်းရယူနိုင်ဖို့ဆိုတာမသိချပါဘူးပိုရှင်းအောင်ပြောရရင်ရွှေကောက်ပွဲအလွန်မှာမအားလာစစ်အုပ်စုဟာတရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုခေါ်ဆောင်ပေးနိုင်ဖို့ဆိုတာမသိချပါဘူးသူအကျိုးစီးပွားအတွက်အာမခံချက်ပေးနိုင်စွမ်းရှိတဲ့မအားလာစစ်အုပ်စုအပေါ်တရုတ်နိုင်ငံကဘလို့အကြောင်းကြောင် ကန့်တတ်မဲ့ထောက်ခံမှုပေးရမှာလေပေးစရာမလိုသလိုပေးမှလည်းမဟုတ်ပါဘူး